အဘဂေနာပိမေဓာဝီပါပတိနာဝိသခဏောတဲ့ပြောကြင်တာကပညာအမြော့အမြင်ရှိတဲ့သူပညာမျိုးမြင်ရှိတဲ့ပုဂ္ဂိုလ်လုံးလာထကြွဝိရိယရှိတဲ့ပုဂ္ဂိုလ်ဟာအဘကလို့ခေါ်တဲ့အနည်းငယ်သောပစ္စည်းဥစ္စာကိုတောင်းမှဥစဉ်တော့အနောအကေဝတန်တမန်ဆိုတဲ့အတိုင်းပဲတဲ့ ဘာပြောချင်တာတော့ဆိုတော့မိစားလေးတစ်ခုကိုမှုတ်ပြီးမှုတ်ပြီးတော့မိတောက်ကြီးဖြစ်အောင်လှုပ်တယ်လို့မျိုးများစွာသောပစ္စည်းဥစ္စာတွေဥစ္စာရင်းနည်းနည်းကနေများစွာသောပစ္စည်းဥစ္စာတွေဖြစ်လာအောင်တိုးအောင်ပွားအောင်အားထုတ်နိုင်ပါတယ်အဲ့ဒီအတွက်ဘာလိုအပ်တယ်လို့ဆိုရင်ဥစ္စာအရင်နည်းသည်များသည်မဟုတ်ဥစ္စာအရင်ရကိုယ့်ရဲ့လိမ္မာကျွမ်းကျင်တဲ့ပညာရဲ့စူးစမ်းအားထုတ်တဲ့လုံလဝိရိယရဲ့လိုပါတယ် အေးအားကြောင့်တင်းနေခဲ့လမ်းလွဲလိုက်ပြီးတော့ဟိုယုံဒီယုံဟိုမေးဒီမေးဟိုဟာလောက်တရားလောက်လက်တွေ့မဆန်တဲ့ကိစ္စတွေလုပ်နေမဲ့အစားလက်တွေ့ကြကြစင်စာတွေးခေါ်ပြီးတော့အဲ့ဒါလိမ်မာကျွမ်းကျင်တဲ့အတတ်ပညာတွေအသိပညာတွေကိုအသုံးချပြီးတော့ကျိုးစနိုးနိုးကြကြကျိုးစာအထောက်ကြမယ်ဆိုရင်ကြည်ဝနိုင်တယ်ပေါ့ဒီတရားလေးကို1989ခုနှစ်နှစ်ဒေါ်လာ5ရဲ့ 2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာကြာဟုတ်တဲ့ဥစဉ်အသက်30ပြည့်မွေးနေ့ဓမ္မလက်ဆောင်အနေဖြင့်ညွှန်ပြပေးလိုက်ပါတယ်